အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်အကောင့်တော့မနေ့ကလေးဖြစ်ပါစို့ဒီညကနေပြီးတော့စုမကောင်တောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲ့ဒီနေ့ညကျွန်တော်မြန်မာစံတော်ချိန်တော်တော်လေးကိုစောပါတယ်9နာရီခွဲမှာတော့ Newcastle United အသင်းနဲ့ Chelsea အသင်းတို့ ਨੇ တွေ့ဆုံကြမှာဖြစ်ပါတယ် ညူကာဆယ်အသင်းကရတာ3ရဲ့အိမ်ဝင်စိန့်ဂျိမ်းစ်ဘတ်မှာဒါချက်စီအသင်းကိုတွေ့ဆုံမှာဖြစ်ပေမဲ့ဒီနေရာမှာနှစ်သင်းလုံးအတွက် equality ဒီပွဲစဉ်ကအရေးပါတဲ့ပွဲစဉ်တစ်ပွဲလို့ပြောလို့ရတယ်။တစ်ဘက်ကတော့ကျွန်တော်တို့မထက်မှတ်ပဲနဲ့ Manchester City အသင်းက Southampton ကိုအဝေးကွင်းမှာတည်ကြသွားခဲ့တဲ့အတွက်ကြောင့်မလို့နှစ်သင်းလုံးအနေနဲ့ဒီနေ့ပွဲစဉ်ဒါကျွန်တော်တို့ဒါအနိုင်ရခဲ့မယ်ဆိုရင်တော့အဆင့်3နေရာပါဒါကျွန်တော်မျက်စောင်းလှမ်းထိုးလို့ရနိုင်မယ်။အနေထားတစ်ခုနှစ်သင်းလုံးပိုင်ဆိုင်သွားမှာဖြစ်တယ်။အဲ့တော့ဒါအဓိကတော့ Newcastle ပေါ့နော်။ Newcastle United အသင်းနဲ့ဒါကျွန်တော်လက်ရှိဒီနေ့ပွဲစဉ်ကိုဒါနိုင်သွားခဲ့မယ်ဆိုရင်တော့ အာစနယ်နဲ့ရမှတ်တမတ်กว่าသွားမယ်မန်ချက်စတာစီးတီးကိုရမှတ်တမတ်ကျော်မယ်ချက်စီးသင်းနဲ့ဒီတိုင်းပြဒီနေ့ပွဲစမှာဒါကျွန်တော်ဘယ်အသင်းမဲ့နိုင်နိုင်ဒါကျွန်တော်အဆင့်300ရာကိုတက်လန်းနိုင်မှာဖြစ်ပြီးတော့အဆင့်နှစ်နေရာကအာစနယ်နဲ့ရမှတ်တမတ်စီပဲกว่าတော့မှာဖြစ်တယ်ဒါတစ်ဖက်ကလက်ရှိမှာအာစနယ်အသင်းကလည်းအဆင့်နှစ်နေရာကနေပေမဲ့လက်ရှိမှာဒါကျွန်တော်တို့လစ်ဗာပူးအသင်းနဲ့သူတို့ရဲ့နောက်ဆုံးပွဲစမှာတွေ့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီနေ့ပွဲစမှာဒါအဆင့်နှစ်တက်ရေးအတွက်ဒါတော်တော်လေးကိုဒါဒီနေ့ပွဲစဉ်ကအရေးပါမယ်တဲ့မှာပါတယ်ဒါပေမဲ့အဆင့်နှစ်ဆိုရတဲ့ဒီနေ့ပွဲစကဒါနျူကာဆယ်ကိုချယ်ဆီ ီကိုနှစ်သိန်းလုံးအနည်းနဲ့ဒါကျွန်တော်တို့လက်ရှိနောက်ဆုံးအခြေအနေတွေကဥရောပဝင်ခွင့်အတွက်ဒီနေ့ပွဲစဉ်ကအင်မတန်မှအရေးပါတယ်။ဘာကြောင့်လဲဒါအာစတွန်ဗလာသင်းကမနေ့ကဒါဘုံမောက်ကိုဝေးခွင့်မှာဒါနိုင်သွားခဲ့တဲ့အတွက်ကြောင့်မလို့ရမတ်အားဖြစ်ဆိုရင်တော့အာစတွန်ဗလာအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ညူကာဆယ်ကိုချက်စီကိုထဲဒါတပွဲပူကစားပြီးတော့ရမတ်တူသွားပြီ။အဲ့တော့ဒါချက်စီကိုညူကာဆယ်ကိုကဒီနေ့ပွဲစဉ်မှာဒါ fight or die ပါပဲ။လုံးဝကိုဒါအရေးကြီးတဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်။ညူကာဆယ်ပြိတ်သက်တဲ့အနေနဲ့ကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ရဲ့အိမ်ဝင်အားသာမှုကိုအသုံးချနိုင်မယ်လို့မျှော်လင့်နေ။ ်အလန်ရှီးယားကလည်းသူ့အသင်းကလုံးဝချန်ပီယံလိဝင်သွားပြီဖြစ်ပြီးချယ်ဆီကချန်ပီယံလိဝင်ဖို့ဒီနှစ်မှာခက်ခဲလိမ့်မယ်ဆိုပြီးတော့ဒါသတ်မှတ်ထားတယ်အဲ့တော့ချယ်ဆီကဒီနှစ်ပွဲစမှာဒါကျွန်တော်အန်ဇိုမူရက်စ်ကနေ against the all odds ပေါ့နော်ဒါကျွန်တော်လက်ရှိမှာတကယ်ကိုလုံးပြရဖြစ်တယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာချယ်ဆီအသင်းရဲ့လက်ရှိနီးပြားဖြစ်တယ်ဒါကျွန်တော်အန်ဇိုမူရက်စ်ကဒါကျွန်တော်ဒဂျူဂါဒန်ရဲ့ပွဲစဉ်မှာတော့မှလုံးဝအယံဒီကြီးပဲထုတ်သုံးကြပြီတော်တော်လေးကိုဒါကျွန်တော်ပွဲအတွက်ဒီပွဲစဉ်တော်တော်လေး prepare လုပ်ထားတယ်ဆိုပြီးတွေ့ရတယ်မှာပါအဲ့တော့ဒီနှစ်ပွဲစမှာတေချာတခုကဒါချယ်ဆီအသင်းအနေနဲ့လူစုံထုတ်ကန်ဖို့တော့လုံးဝ ready ဖြစ်နေတဲ့ ်ပွဲစဉ်တပွဲလို့ပြောမယ်ဆိုရင်တော့ကျွန်တော်မှားမယ်တော့မထင်ဘူးပေါ့နော် ။တပတ်ကအယ်ဒီဟောင်းအယ်ဒီဟောင်းနဲ့ဒီနေ့ပွဲစုံမှာဒါရှင်းတယ်။သူတို့နေနဲ့ကြားရတယ်မှာလည်းဘာပွဲမှမရှိဘူး။သူတို့နေနဲ့ ASC နားခွင့်ရထားတယ်။ဒါဒီနေ့မှာဒါကျွန်တော်တို့ Newcastle United ကိုတော့နည်းနည်းလေးချီးကျူးတယ်။ Newcastle United အသင်းနဲ့ဒါကျွန်တော်အောက်ကနှစ်သင်းဖြစ်တဲ့ဒါ United ကိုစပောင်းနဲ့ပထမရာသီအစမှာတော်တော်လေးကိုယုံကန်အပ်ပြီးအဆစ်30အောက်ပါသူရောက်သွားခဲ့တယ်။ဒါပေမဲ့ Newcastle United တောက်လျှောက်ကြားထဲမှာနိုင်တဲ့ပွဲတောက်လျှောက်နိုင်ခဲ့ပြီးအခုလက်ရှိမှာအဆင့်နှစ်နေရာတော့မှတက်လှမ်းမှုအတွက်ဒါကျွန်တော်စူးစမ်းနေတဲ့အသင်းနဲ့မှာပါတယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်။အဲမြေသူပင်စိုးစီကမှဒါ Newcastle United က်အသင်းတသင်းအနေနဲ့ဒီနေ့ပွဲစဉ်ကတော်တော်လေးကို important ဖြစ်မဲ့ပွဲစဉ်တစ်ပွဲသူတို့အနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့သမိုင်းတရှောက်မှာဒါကျွန်တော်တို့ pre ပေါ့ premier league လို့နာမည်ပြောင်း premier league နာမည်ပြောင်းဆိုပြီးနောက်ပိုင်းမှာတော့ဒါတော်တော်လေးကိုအရေးပါမဲ့ဒါပွဲတစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါပါတယ်အဲ့တော့ညီတို့ပင်စူစီကာမှုအရေးကြီးဆုံးတဲ့ပွဲစဉ်ကဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်ဒီသုံးမှတ်ကတော်တော်လေးကိုအရေးပါမဲ့ပွဲစဉ်တစ်ပွဲဆိုရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မထင်ဘူးအဲ့တော့ ဒီနေ့ပွဲစဉ်ကဒါကျွန်တော် Chelsea အသင်းကလက်ရှိမှာတစ်ဖက်မှာဒါကျွန်တော်တို့ Conference League ပါပြီးတော့နောက်မှာ Europa League တက်ဖို့ရှိတယ်။ဒါပေမဲ့ Europa League က Chelsea အသင်းတို့ကဘာမှမဆိုင်ဘူး။ဒါပြောချင်တာသူအနေနဲ့သူက Champion League ကိုဝင်အောင်ကြိုးစားမယ်တဲ့သင်းဖြစ်တဲ့။တစ်ဖက်က Newcastle United ကဒါကျွန်တော်မှတ်မှန်ရသူတို့ Champion League ဝင်ခဲ့တယ်။အဲ့ဒီ Champion League မှာလည်းအုပ်စုနဲ့ပြုတ်ခဲ့ပေမဲ့ဒီနေ့ Champion League သူတို့ဝင်ခဲ့မယ်ဆိုသူတို့တော့ကလူဝယ်ဖို့အတွက်ပြောချင်တာ Newcastle အတွက်က Champion League ကအများကြီးကြီးကြီး။အခုလက်ရှိမှာသူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ Bruno Gamares, Sandro Tonali, ဒါ Alexander Isak ဒီလိုကစားသမားမျိုးတွေကတော်တော်လေးကိုအရေးပါခဲ့ ဲ့တမပါတယ်ဒါပေမဲ့ဒီကစားသမားတွေကလည်းလက်ရှိမှာ Newcastle United မှာဆက်နေမယ်ဆိုရင်တော့ Champion League ဝင်မှာဆက်နေမယ်သဘောမှာရှိတယ်အဲ့ဒါလုံးဝ100%ရှိအဲ့တော့အကယ်၍ဒါလာမယ့်ဒါကျွန်တော်တို့ယာတီမာဒါဒီကစားသမားတွေအနေနဲ့ Champion League ဝင်ဥပမာလက်ရှိမှာ Alexander Isak Isak လို့ကစားသမားမျိုးကဒါကျွန်တော် Newcastle United အသင်းအနေနဲ့လာမယ့်နေရာဒီမှာ Champion League မဝင်ခဲ့ဘူးဆိုရင်တော့အဖြေကလုံးဝ100%ရှိတယ်သူတို့အနေနဲ့မတုံးနိုင်ဘူးပေါ့နော်မတုံးနိုင်တဲ့အနေထားမှာဒါကျွန်တော်တို့ပတ်စံလည်းမတုံးနိုင်ဘူးဒီကစားသမားကိုအသင်းမှာလည်းဆက်ပြီးထားဖို့တော့မလွယ်ဘူး Newcastle United ရဲ့ဒါကစားသမားတွေဆိုအခုလက်ရှိ မှာလူမျက်စိကျနေအသင်းတွေမှာအများကြီးရှိတယ်။ Alexander Isak ဆိုရင်အခုလက်ရှိမှာဒါ Tyson နေရာမှာဒါကျွန်တော်တို့ Liverpool ကလည်းသူတို့နေခေါ်ယူခြင်းနဲ့ Arsenal ကလည်းစိတ်ဝင်စားနေတယ်။ဒါပေမဲ့ Isak ကိုယ်တိုင်ကလက်ရှိမှာ Newcastle United Champion League မဝင်မဝင်ကိုသူ့အနေနဲ့ကောင်းကောင်းမွန်မွန်အေးအေးဆေးဆေးစောင့်ဆိုင်းပေးနေဖြစ်တယ်။ Isak ရဲ့ဒါကျွန်တော်စာချုပ်အသစ်ကိုလည်းဒါအခုလက်ရှိမှာတေးကြတာတစ်ခုက Isak ရဲ့စာချုပ်အသစ်ကဒါ Newcastle ရဲ့ Champion League ဝင်မဝင်မှာအများကြီးမူတည်တယ်။ဒါပေမဲ့ Chelsea ကတော့ AC ပဲလုံးဝကိုဒါတော်တော်လေးကိုရှင်းတဲ့ moment ကိုသွားမဲ့တယ်မှာပါတယ်ပေါ့နော်။အဲ့တော့ပြောချင်တာကလက်ရှိမှာ Chelsea အသင်းအနေနဲ့ နဲ့အခုသွားနေတဲ့ပုံစံသွားနေတဲ့လမ်းကြောင်းကဒါ Champions League ဝင်မှုအတွက်100%တေချာတော့နေနေရှိတယ်။ဘာကြောင့်လဲကျွန်တော် Chelsea တင်းရဲ့လက်ရှိနောက်ပိုင်းမှာ confidence ကိုချိန်တယ်ပြီးတော့ဒါအမြဲတမ်းပြောခဲ့လို့ပဲလက်ရှိမှာကျွန်တော်အတွက်ကဒီနှစ်ရဲ့ကွင်းလေတဲ့မှာ personal favorite က Chelsea ရဲ့ကွင်းလေပဲ။ Chelsea ရဲ့ကွင်းလေမှာဒါ Moise Caicedo တို့ Enzo Fernandez ကိုပါမရဲ့ကွင်းတွေကကျွန်တော်အတွက်က balance တော်တော်လေးကိုညီတဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ကိုပါမနဲ့ဒါရှေ့ဘွဲမှာလုံးဝခြေပြန်တက်လာခဲ့ပြီးတော့ conference league မဟုတ်ဘူးနော် premier league နဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ခြေပြန်တက်လာခဲ့ပြီးတော့ Chelsea တင်းနဲ့တော်တော်လေးကိုဒါအဆင်ပြေခဲ့တဲ့ ပွဲစဉ်မှာပါတယ်။လီဗာပူးနဲ့ပွဲစဉ်မှာဒါအရင်တော့က6ပါမှာကိုပြန်ပွေခဲ့ရပြီတော်တော်လေးဟိုဒါအဲ့တော့ချက်စီးသိနေတာရှေ့ကလီဗာပူးနဲ့ပွဲစဉ်မှာသူတို့ဘာတာခဲ့လဲအဓိကအကွင်းလေပိုင်းပဲ။သူတို့ရဲ့ကွင်းလေပိုင်းကတော်တော်လေးကို next level ဆန်နဲ့ကွင်းလေဆိုတော့ကျွန်တော်အနေနဲ့သိပြီးပြောစရာမလိုဘူး။တော်တော်လေးကိုမိုက်တဲ့ကွင်းလေကိုပိုင်ဆိုင်လာတယ်။ကျွန်တော်ကလက်ရှိမှာဟုတ်တော့ချက်စီးရဲ့လက်ရှိကွင်းလေကိုကျွန်တော်ဒါ Premier League မှာကြည့်တဲ့ကျန်တဲ့ကွင်းလေထဲကျွန်တော်အကုန်ပို့ပြီးသဘောကျတယ်။ကိုအသင်းတောင်ကိုပေါ်တော့ဘာလို့ဆိုတော့ balance ကြီးတယ်ဗျာ။ဥပမာဆို6ပါမှာဒါကျွန်တော်လုံးဝဒါ young prodigy ပေါ့နော်။တစ်ဖက်က Anso Fortune ဆို လက်ရှိမှာဒါကျွန်တော် go walk up ဝင်တာတစ်ဖက်က kaisi လို့ဆိုလက်ရှိမှာဒါ chelsea အသင်းက dm အမြဲတမ်းကောင်းနေတာအသင်းတစ်သင်းကိုပိုင်ဆိုင်တာအမြဲတမ်းပိုင်ဆိုင်အဲ့တော့ကျွန်တော်တို့ကလက်ရှိမှာ chelsea အသင်းရဲ့ queen လဲကကျွန်တော်တို့ကသဘောကျဆုံး queen လဲဖြစ်တယ်ဒီနှစ်မှာဒါ chelsea ကမဟုတ်ကျွန်တော်ဒါသဘောကျဆုံး queen လဲပဲအဲ့တော့ဒါကျွန်တော်တောက်လျှောက်ဒီယာဒီစကရဲဒီကိစ္စကိုပြောလာဒီယာဒီဆုံးတဲ့ဒီကိစ္စကိုပြောမှာပဲအဲ့တော့တစ်ဖက်ကဒီနှစ်ပို့ဆိုမှာနှစ်သင်းလုံးအနေထားရပြန်ကျက်မယ်ဆိုရင်တော့ဒါကျွန်တော်မြင်ကြည့်တာပေါ့နော် Newcastle United တိုက်စစ်ပိုင်းကပုံများကောင်းလာလို့တော့ကျွန်တော်တို့မြင်မိတယ်။ Alexander Isak ဥဆောင်မဲ့ Newcastle United တိုက်စကပို့ပြီးအဆင်ပြေမယ်လို့ကျွန်တော်မြင်တယ်။အဲ့ဒါကူမှဒါကျွန်တော်ဟိုဒါဟိုဒီနှစ်မတော်လေးကိုခြေစွမ်းပြနေတဲ့ Anthony Gore ਨੇ ကျွန်တော် Harvey Barnes ကိုအုပ်စုနဲ့တော်တော်လေးကိုဒါအဆင်ပြေသွားမယ်လို့ကျွန်တော်တော့မြင်မိရတယ်မှာပါ။အဲ့တော့လက်ရှိမှာနှစ်သိန်းလုံးကတည်းကလူစည်းနေရှိတယ်။ဒါကျွန်တော်တို့ Newcastle ကသူတို့ရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ Julian Dan နေတယ်။ Fullback ကစားသမားဖြစ်တဲ့ Lewis Hall နေတယ်။ Lewis Hall ကသူ့ရဲ့အသက်ဟောင်းကိုပြန်လဲရေဆိုင်လို့မရဘူးပေါ့နော်။ပြန်တော့ကျွန်တော် Anson Morris ကသူ့ရဲ့ဒါကျွန်တော်ကစားသမားတချို့တန်ရာရရှိနေသေးဖြစ်တဲ့ Center Back နေရာမှာတော့ကျွန်တော် Wesley Fofana ဒါကျွန်တော် တော်တိုက်စစ်နေရာမှာ Christopher and Kuku တတိုက်စစ်နေရာမှာ Magai ပြီးတော့ကျွန်တော် Omari Kaleman ဒီကစားသမားတွေဆက်လွက်ပြီးလွှတ်ချော်အဲ့တော့နှစ်သင်းလုံးကလက်ရှိရလဒ်တွေရမဆိုးဘူးဒါကျွန်တော် Newcastle United ကနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာ Aston Villa ကို4-1ရှုံးထားတဲ့ပွဲစဉ်ကလွင်ကျန်တဲ့ပွဲစဉ်တွေကတော်တော်လေးရလဒ်ကောင်းခဲ့တယ် Chelsea ကလက်ရှိမှာနောက်ဆုံးပြိုင်ပွဲဆို9ပွဲမှာ9ပွဲလုံးနိုင်ရထားတယ်ဒါ Conference League လည်းနိုင်ထားတယ်ဒါကျွန်တော် Premier League နိုင်တာ Premier League မှာဆို Liverpool လို့အသင်းမျိုးကလည်းသူအနိုင်ရရှိထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ Chelsea တင်းနေအခုလက်ရှိမှာဒါကျွန်တော် Morally ရကိုတကယ် Physically ရအမြင့်ဆုံးအခြေအနေ ီးမှာရှိမယ်။တကြူဂါဒန်နဲ့ပွဲစဉ်မှာလည်း Chelsea အသင်းကကစားသမားတော်တော်များများကိုအနာပီထားခဲ့တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်မှာဝူနိုင်ဝူနိုင်လုပြနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်နေ။ Chelsea အသင်းနဲ့အခုလက်ရှိအခြေအနေတွေရဆိုတော့တော်တော်လေးကိုအဆင်ပြေတဲ့အသေးသေးလေးနဲ့ကျွန်တော်ကတော့မြင်မိတယ်။ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ Newcastle United နဲ့ဆိုတော့ကြည့်ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ကျွန်တော်နေ။ဒါပေမဲ့ Newcastle ကလက်ရှိမှာခြေစွမ်းရတော်တော်လေးကိုအဆိုးမရတဲ့ထဲမှာပါတယ်။သူတို့နဲ့ရှုံးပြီဆိုသူများတဲ့ခွက်ခွက်လန်ကိုခုနောက်ပိုင်းမှာရှုံးနေ။နိုင်ပြီဟေးဆိုတော့ကတော်တော်လေးကိုဒါဂိုးပြတ်တဲ့ရလက်တွေနဲ့နိုင်တော်တွေကမဟုတ်လားလက်ရှိမှာ United ကို4-1နဲ့နိုင်နေ။ Palace က ကို5ဇီနဲ့9နဲ့ Switch ကို3ဇီနဲ့9နဲ့ပေါ့နော်အဲ့တော့သူတို့နေ9ပြီဆိုရင်ဂိုးပြက်တွေနိုင်တာများပြီဒါကျွန်တော်ရှုံးပြီဆိုလဲဂိုးပြက်တွေရှုံးတာများတယ် Chelsea ကဒီနောက်ပိုင်းပွဲစဉ်တွေမှာဒါ Kansas ကတော်တော်လေးကိုကောင်းလာခဲ့ပြီတပွဲကိုပြန်မြတကူးလောက်ပဲပေးလာခဲ့ရတွေ့ရမယ်အဓိကဒီကျွန်တော်တို့ဒါကွင်းနေပိုင်း Kansas ဘက်ကတော်တော်လေးကိုချစ်လစ်လာခဲ့လို့ပြောလို့ရတယ်မှာပါအဲ့တော့ဒါ Robert Sanchez လည်းမရောင်းတဲ့နောက်ပိုင်းမှာဒါ Chelsea ရဲ့အသေးရဲ့ကွင်းလေရောဒါ Kansas ကိုတော်တော်လေးကိုအဆင်ပြေလာခဲ့တယ်ဒါပေမဲ့ Chelsea စင်းတာခုနောက်ပိုင်းပွဲစဉ်တွေမှာ tight sit ပိုင်းကိုသာမြင့်တင်နိုင်ခဲ့မှာဆိုကျွန်တော်တို့တော်တော်လေးအားရမှာဖြစ်တယ်အဲ့တော့ Nonny Maduiki ဘာညာဆိုကျွန်တော်ဒီနောက်ပိုင်းဒါ Premier Premier League ပွဲစဉ်ဒီမှာဆိုရင်တော့ကျွန်တော် Tyrick George ကို30ကျင်းတဲ့ဓမ္မပါ Tyrick George ကတော့ကျွန်တော် Cop Fan ရဲ့နောက်ထပ်အနာဂတ် Product တစ်ခုလို့လည်းကျွန်တော်မြင်တဲ့ဓမ္မပါတယ်အဲ့တော့ Chelsea အသင်းနဲ့ Newcastle အသင်းဘယ်အသင်းက Champion League ဝင်ခွင့်အတွက်ကောအစစ်နှစ်နေရာကိုချိန်ချဖို့အတွက်ကောဒီနေ့ပွဲစဉ်ရဲ့သုံးမှတ်ကိုရသွားမလဲကျွန်တော်တို့ဒါမြန်မာ Sunday 9:00ကျွန်တော်တို့ကြည့်ရမှာပေါ့နော်တော့ပါပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလို့ဆိုတော့အပေါင်းအသင်းအကူအညီလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျှော်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။များများကလစ်မှာမမေ့နိုင်အောင်ဖြစ်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါပြ။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့ညောင်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။ ားလုံးကိုကျေးဇူးတင်ပါတယ်ဒေးပါပါဗျာ